Hello အမျိုးတို့ရေကျွန်မအစကားမပြောဖြစ်တာကြားပြီးအလုတ်တစ်ဖက်နဲ့အချိန်ကတော်တော်ဆင်းရဲတယ်အော်ကိုစားတစ်ဖက်နဲ့ဆိုတော့လေဒီနေ့ရတကယ်ဆိုအလုတ်မလာဘူးဒါပေမဲ့အမန်နေဂျာနဲ့အတွေ့စရာတင်စရာသူလက်မှတ်ထိုးပေးစရာရှိတဲ့ခါကြတော့လာတွေ့တာပေါ့နော်အဲ့ဒါကြောင့်ရောက်လာတာအမ ဟိုပြောချင်တဲ့စကားတွေလည်းအများကြီးရှိတယ်ပြောစရာတွေတပွန်ရှိရှိသေးတယ်ဆိုတဲ့အတိုင်းပဲလေဒါပေမဲ့ခွေးဟောင်းတိုင်းထားကြည့်နေရင်လည်းအိပ်ကြီးပြက်တယ်ပေါ့နော်ဒါပေမဲ့တချို့ဟာတွေကပြန်ပြီးတော့ခြေပဖို့လိုတယ်အဲ့ဒါကြောင့်မို့လို့မအားတဲ့ကြားထဲကနေပြီးတော့မပြောမယ်ပေါ့နော်အခုဆိုကျွန်မအနောက်ပိုင်းဆိုရင်အာညညဆိုရင်မအိမ့်နိုင်ဘူးမအိမ့်နိုင်ဘူးဆိုတာအမ်လောက်ကတဲ့နှစ်ရက်ဆိုရင် အာတဲချောင်းကြီးမှာတဲချောင်းမျိုးနဲ့တဲချောင်းကြီးစေခံကိုဘုံကျဲတယ်ပေါ့နော်မနေ့ကတခါပဒတ်ချောင်းအာပဒတ်ဟိုပါပေါ့အဲ့ဒါတဲရဲ့ချောင်းမျိုးနဲ့တည်းကရွာတရွာပဲအဲ့ဒါဘုံကျဲတယ်အာလေလေချောင်းနဲ့အာဘဘုံကျဲတယ်ပေါ့နော်အခုကစစ်ဘေးရှောင်တွေကအများကြီးရှိရှိလာတယ်စစ်ဘေးရှောင်တွေကကျမတို့ဒေတာဘက်ကိုဟိုရှောင်ရှောင်လာရတယ်လို့ဖြစ်တာပေါ့နော်စစ်ခွေးရှောင်တွေက ဆိုတော့ဒီစစ်ခွေးရှောင်တွေဒီကိစ္စလည်းရှိနေတော့ကိုဒေတာအရေးတွေပြောနေဆိုနေရတာပေါ့နော်တချို့ကလည်းအလွန်ကြုံရေးပေါ့တာအခုကနောက်ဆုံးသတင်းအရာဆိုရင်ဒီပြည်သူဒေါ်လာရေးရဲဘော်တွေလက်ထဲကိုအစိတ်ရအောင်ပို့ပို့တဲ့တခုဖြစ်လာပြီအဲ့ဒါတတိယအကျဉ်းလွန်ခဲ့တဲ့နှစ်တုန်းကထမင်းထုတ်မှာအမ် အစိတ်ထက်တယ်အဲ့ဒီသမင်းထုံးမှာစိတ်ထက်ပြီးတော့သူတို့သမင်းထုံးတွေမယူတော့ဘူးနောက်ပိုင်းတော့သူတို့ကအကျက်သားဝယ်တာပေါ့နော်အကျက်သားဝယ်တဲ့အချိန်မှာလဲအကျက်သားတွေကိုတက်တက်မှကျက်တောင်ပံတွေထဲကိုဆေးထိုးအပ်နဲ့အစိတ်တွေထိုးထည့်ပြီးတော့မှတခါဖြစ်တယ်အခုနောက်ဆုံးဘုံလာကျဲသွားတဲ့အချိန်မှာဆိုရင်သူကငားတဲ့ကားနေပြီးတော့ဒီဒေတာကိုငားမှားတယ်ပေါ့နော်ဒီဒေတာမှာငား ပို့နေတဲ့လူကနေပြီးတော့မှဒီရဲဘော်တွေရဲ့လက်ထဲကိုငါရအောင်ပို့ခဲ့တယ်ပေါ့။ရငါအဲ့ဒီငါအဆေးကြောင့်ဆင်းရုံတက်နေရတယ်အဲ့ဒီရဲဘော်တွေကအာဆေးခန်းတက်နေရတာပေါ့နော်။ဆိုဒေတာအာခြေပြုရရခြေပြုဆေးခန်းတွေကိုတက်နေရတဲ့ခါကျတော့အဲ့ဒီဆေးခန်းတွေကသူကပြန်ပြီးတော့ဘုံကျဲတယ် အဲ့ဒီစိတ်ခတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ88တုံးကလည်းအဲ့လိုပဲတနင်္သာရီမြို့နယ်ပလောမြို့နယ်ပြည်သေးချောင်းမြို့နယ်တွေကရွာတွေကိုသူတို့အဲ့လိုမျိုးပဲအာဒေသခံတွေပြည်သူတွေပါအစိမ့်မိပြီးတော့တေကြေကြတာအများကြီးပဲအဲ့ဒီတော့ကလည်းကျွန်မ YouTube မှာကျွန်မပြောခဲ့ပြီးပြီးအရင်ဗီဒီယိုတွေမှာလေဒီစစ်ခွဲကသူတို့ကမလုပ်ရတာဘာမှမရှိဘူးမလုပ်တာလည်းဘာမှမရှိဘူးလုပ်မှာပဲ ူတို့တသက်လုံးဒီလိုမျိုးမကောင်းတဲ့နီးနဲ့ပဲသူတို့ကနေလာခဲ့တာဟိုလုံလာခဲ့တယ်ဆိုတော့အဲ့ဒီလုံယိုလုံးစင်တွေကအခုမှလောက်တာမဟုတ်ဘူးအရင်ကတည်းကလောက်တာအဲ့ဒါကြောင့်မို့လို့ genocide အစိုးရပေါ့နော် genocide စစ်တပ်ပေါ့နော် genocide ရင်တော့လည်းသူတို့ကသူတို့ကိုသူတို့ခေါ်တာတော့စစ်စိုးရပေါ့အစိုးရလက်ထက်ပေါ့ဟိုစစ်စိုးရလက်ထက်ခက်ဆက်ဆက်ပြန်ကြည့်ရင်ဒီလိုမျိုးပဲသူတို့ကသုံးလာခဲ့တာဒါပေမဲ့မတူတာကပါရှိလဲဆိုတော့အခုခေတ်ကသူတို့ ဟိုဂျီလိုဆိုင်လှုပ်ချင်တိုင်းလှုပ်ပင်မဲ့တရင်မီဒီယာကနေပြီးတော့မှပေါ်ထုတ်လို့ရနေတယ်ခစ်ဖြစ်ဖြစ်နေပြီသူတို့ဘာလို့လို့တိတာပေါ့နော်ပြောချင်တာသူတို့ရင်ခေတုန်းကတိုင်ပဲလူတွေမသိလောက်ဘူးဒီနေရာဒီဒေသပဲဖိနှိပ်လိုက်ရင်ဟိုဖြတ်တောက်လိုက်ရင်ဆက်သွယ်ရေးတွေဖြတ်လိုက်ရင်ပြီးနေပြီလို့ထင်တယ်ဒါသူတို့လှုပ်တဲ့ကွက်ကကွက်ဟောင်းဒါပေမဲ့ကျမတို့ဒီတော်လှန်ရေးဘက်တွေတဲ့ဟာဒါကွက်ဟောင်းမဟုတ်ဘူးဒါကျမတို့အသိပြီးသား အာတိပိတာဖြစ်တယ်သူတို့လုံးနေကြဖြစ်တယ်ဟို political genocide လို့မနေ့ရတော့ကိုအောင်စောဝအေယဝဒီရတည်ထာနာကတော့သုံးသွားတာပေါ့နော် thank you အဲ့ဒီစကလုံးကိုကျမရှာနေတာဆိုတော့ကျမက political genocide မဟုတ်ဘဲနဲ့ politician genocide လို့ကျမသုံးချင်တယ်နိုင်ငံရေးသမားတွေကိုအမျိုးတုံးတတ်တာလေ အနံကရေးသမားတွေကိုမျိုးတော့တတ်တာခုမမဟုတ်ဘူးရင်ကလေးနေတတ်တာဒီ activist ဆိုတာလည်းတကယ်တမ်းကျတော့ဒီနိုင်ငံရေးစိတ်တက်ကြွလို့ကြတဲ့စိတ်သက်ရှိလို့သာ activist ဖြစ်တယ်လေ activist ကဆိုတာလည်းဒါနိုင်ငံရေးအဲသမားအတွက်ပဲသူတို့ကိုစัจကျင်တဲ့ပေါ့နော်ဆိုတော့ political activist ကို genocide လုပ်တယ်ဆိုတော့ အပေါ်ပြန်ပြောရမယ်ဆိုရင် politician ဒီ genocide ဒါမှမဟုတ် political activist genocide ပေါ့နော်ဒီဒီစကစကဆရဲ့ဒီရုံမာတဲ့လူတွေရဲ့အလုပ်နေတာတော့ပေါ့နော်ဆိုတော့သူခုနပိုင်းကဘာလို့လို့လူတွေကသိတယ်ဘယ်နှမှာဘာလို့သွားလဲဘယ်လိုလို့သွားတယ်လူတွေကသိတယ်သူတို့ကမသိဘူးလို့ထင်နေတယ်သူတို့ကတော့ရွေးကောက်ပွဲနီးလေဘုံတွေရှောက်ကျဲနေမှာပဲ ဆက်ပြီးတော့လည်းကျဲနေမှာပဲသူတို့ကမဖြစ်ဖြစ်အောင်သူတို့လုပ်မယ်ဖြစ်ဖြစ်အောင်ဟာဖြစ်မယ်ဒါမဲ့ဟိုတစ်ဖက်ကတော့ရှိတာပေါ့လေနော်တော်လှန်ရေးဘက်တွေမှာဒီဥဆောင်နေတဲ့လူတွေကစစ်ဆက်မပြတ်အားထုတ်နေတာမဟုတ်ဘူးတစ်ဖက်ကစစ်ကောင်စီအာဂျီနိုဆိုက်ဖက်ဆစ်စစ်တပ်ကတော့စင်ဆက်မပြတ်အားထုတ်ပြီးတော့မစင်ဆက်မပြတ်လုပ်နေတာပေါ့နော်အဲအဲ့ဒါတခုတော့ရှိတာပေါ့ဒါမဲ့ဘယ်လိုပဲပြောပြောဒီ ခုခုကတော့ကျမကပြောချင်တာဟာဒီပြည်သူတော်လှန်ရေးရဲဘော်တွေအထူးတတိရှိဖို့ထက်ခါထက်ခါလဲကျမခဏခဏပြောတယ်ဟိုတခုခုဖြစ်လာမှအလိုက်လုံးရတယ်ဆိုတာဒါမဖြစ်ခင်ကနေပြီးတော့ကြိုပြီးတော့မှဖြစ်ဖို့တော်လှန်ရေးသမားပဲရှိတာနဲ့စားဖို့ပြောချင်တာဟာလေအဲ့လိုပြောရင်လွယ်တယ်နေတို့ကလို့ပြောလိုက်မယ်ကျမတို့လည်း ဖိုးစင်ပေါင်ဆက်ကတဲ့ကတော်ထိုင်ရင်လှုပ်လာခဲ့တာယူကြည်လှုပ်လာခဲ့တာလေရှိတာလဲစားခဲ့ရတာပဲအဖိုးတို့ဆိုရင်မပြောပင်အားစားစားခဲ့ရတာဒီလိုမျိုးမြို့ကိုတော်ထိုင်ရေးသမားတွေကနေပြီးတော့မှဟိုအဆက်အသွယ်ရမှားလိုက်တယ်ဆိုရင်ဒီစစ်ခွေးတွေကတော့တနည်းနဲ့တနည်းမဟုတ်ကိုလက်ထဲကိုအစိတ်တွေရတော့သူတို့ကပို့နေမှာပဲလုံနေမှာပဲဒါတစ်ကြိမ်လည်းမဟုတ်နှစ်ကြိမ်လည်းမဟုတ်သုံးကြိမ်ရှိပြီဆိုတော့ဒါကတော့စဉ်းစားသင့်ပြီပေါ့နော်အင်မတန်မှဆို ကြာရတာစိတ်ထဲမှာလေအော်ဂူနာဒေါသဖြစ်တယ်သီလားဘာဖြစ်လို့များအဲ့လောက်ထိလုံချုံရေးပေါ်ရတာလုံချုံရေးဆိုတဲ့နေရာမှာဒီစစ်တပ်ဒီစစ်ခွေးတွေအရှိတဲ့နေရာကိုသွားတာတခုပဲမဟုတ်ဘူးပြောချင်တာဒီစစ်ခွေးတွေဘက်ကနေပြီးတော့မှပြင်းပြင်းထန်ထန်ပြက်ပြက်သားသားသူတို့ကပြည်သူကိုမှဒီတော်လှန်ရေးဘက်တော်သားတွေကို ထောက်ခံတဲ့ပြည်သူတွေကိုသူတို့ကဘုံကျက်တက်ဖြတ်နေတဲ့ဒီစစ်ခွေးတွေကိုဟိုကိုဘက်ကလည်းပြက်ပြက်သားသားလုပ်ရမယ်ချိန်တန်ပြီအခုဆိုရင်လည်းနော်အဟိုကိုဘက်ကမပြတ်သားတော့တတိပေးတယ်ပြောတယ်ဆိုတယ်ဆွေးနွေးတယ်အဲ့ဒီပြူတွေကစစ်ခွေးစစ်စစ်ဖြစ်သွားတာလေစစ်ကြောင်းတွေမှာထိလိုက်ပြီးတော့ဟိုပါပါတဲ့အစစ်ထိဖြစ်တယ်ပေါ့နော်အဲ့ဒါကလည်းကိုဘက်ကကင်ကြွယ်တာလိုအပ်ချက်လို့ပြောရမှာပေါ့အဲ့ဒါကြောင့်မို့လို့လေ ဒေသတွေရွာတွေမှာပို့ဆိုးတယ်။သူတို့ကဟိုလူငယ်ခိုင်ဒီလူငယ်ခိုင်ဟိုလူကြည့်ဒီလူကြည့်ပြီးရင်ဘသူကအမျိုးတွေကဟလူဘသူကအာမခန့်ချက်လိုက်ပေးဒီလူကအာမခန့်ချက်လိုက်ပေးအဲ့လိုအာမခန့်ချက်လိုက်ပေးကိုဒူးတော့မကိုမယူရမယုံရတဲ့ခဲ့မှာဒီအမျိုးကအာမခန့်ချက်ပေးတယ်ကျမတို့ကဟိုလှုပ်ပြရမှာလားပြောချင်တာကဖမ်းချုပ်ထားပေါ့ပြောချင်တာကဒီလိုမျိုးထောင်တွေလက်ရှိနေတာပဲကိုတေသမှာဖမ်းချုပ်ထားလိုက်ရင်ပြီးရောလေအဲ လူလူလို့လူမစစ်ခွေးတွေလို့မျိုးတော့သူတို့ကလူမဆန်စွာအာစစ်ဘလူးဆန်ဆန်ပြုချစ်ဖို့ပြောတာမဟုတ်ဘူးဖမ်းချုပ်ထားလိုက်တင်းထားလိုက်အဲအဲ့လိုမျိုးလှုပ်လို့မရတော့ခုတော့အဲ့ဒီကောင်တွေကအာစစ်ခွေးစစ်စစ်ဖြစ်ပြီးတော့မှစစ်ခွေးအတွက်လက်ပြီးတော့ဟိုအားသွားဖြစ်စစ်ခွေးစစ်ကြောင်းမှာလမ်းပြပြီးဟိုလူအိမ်လက်ညှိုးထုတ်ဒီလူအိမ်လက်ညှိုးထုတ်ဒီအိမ်ကတော့ NDR လူဖြစ်တာနဲ့မီရှို့ဒီအိမ်ကတော့ဒီ ဒီ energy ကပြည်သူတော်လှန်ရေးဘက်တွေနဲ့ဆက်ဆက်ရှိတယ်ဆိုတာနဲ့မီးရှို့အဲ့ဒီပြူတွေရဗတိကအဲ့ဒီဟာကိုလုံလုံနေတာလေကိုဘက်ကပြက်ပြက်သက်သက်ကန့်တယ်ဖို့လို့တယ်ငါစရာမလို့နောက်တစ်ခါအဲ့ဒီအမျိုးတွေလည်းကျွန်မပြောချင်တာဘသူဘသူမှဘသူမှအာအာမခံပေးစရာမလိုဘူးဘယ်အမျိုးကမှဘယ်ပြူတယောက်ကိုကိုကငါငါတူဖြစ်တယ်ငါလူဖြစ်တယ်ငါဆွေမျိုးဖြစ်တယ်ဆိုပြီးတော့အာမခံချက်ပေးဖို့အတွက်ကိုဒါပြောစရာမလိုဘူးပြောတဲ့လူတွေကလည်း သူတို့အာမခါချက်ပိနေတာမဟုတ်ဘူးအခုအဲ့ဒီပြူကစစ်ကြောင်းထမ်းမှလိုက်ပောင်းတယ်သူတို့ဘာလို့လို့ရတယ်ဘာလို့ပင်လို့ရတယ်သူတို့အာမခါချက်ပေးထားတာလေကျမကဒီဟာတွေကိုသိနေလို့ကျမကပြောပြောနေရတာအဲ့ဒါကြောင့်မို့ကိုဒေတာကိုချင်းနေကိစ္စကအဲ့လောက်ရေးကြီးနေတော့အမဟိုတခြားတည်င်းတွေဖုံပြီးတော့မှပြဿနာတွေဖြစ်နေတဲ့ကိကိစ္စရတယ်မကူကတည့်ရတာနဲ့မတုတ်ပြန်ပဲနဲ့တုတ်တုတ်ပြန်ဖို့ချိန်လည်းမရှိတဲ့အတွက်ဆောက်ဆောက်ဖို့ပေါ့ ဟိုကြော်ခိုင်းလိုက်ရတာပေါ့နော်ဟိုဒီလိုမျိုးဆိုတော့ပြောစရာတွေအရောအများကြီးရှိတယ်မအားလို့ပါမအားတဲ့ကြားထဲကနေပြီးတော့မှဒါပြောတယ်နောက်ပါတော့ဆိုရင်တော့ကျမဟိုဆာမေဘွဲတစ်ခါထပ်ပြီးမယ်ဆိုတော့ဟိုနည်းနည်းထပ်အားရင်အားပဲထင်တယ်ဆာမေဘွဲပြီးရင်တော့တပတ်လောက်တော့ဟိုနာနာလည်းပဲပေါ့နော်ဒီလိုပါပဲအာကိုဘက်ကမအားလို့ဒီမှာဟိုဖြစ်နေလို့ဟိုချိန်မပေးနိုင်လို့ကိုကမတုတ်ပြန်တိုင်း မပြောတိုင်းတစ်ဖက်ကဟိုမှန်တယ်လို့ထင်နေတဲ့ဟာတွေလည်းရှိတယ်အမျိုးမျိုးပဲเนาะဒီစစ်ခွဲတွေကမျိုးနီးမျိုးစုံနဲ့ဂျင်းတွေထက်နေတာဘယ်လောက်ထိထက်နေလဲဆိုတော့ဟိုဘာသာရေးဆိုရင်လည်းဘာသာရေးလိုက်သုံးချပြီးတော့မှထက်နေတာနိုင်ငံရေးဆိုရင်လည်းနိုင်ငံရေးနီးမျိုးစုံနဲ့သုံးချပြီးတော့ထက်နေတာတလောကဆိုရင်လည်းတွေးလိုက်ပါတယ်ဒီဇွဲထက်အဲကနေပြီးတော့ဇွဲထက်80%ရှင်ကနေပြီးတော့မှသူသူ့ဘာသာသူလှူတော့ ူနိုင်လို့သူလှူပေါ့အဲ့ဒါဘာမှမပြောလို့ဘူးဒါပေမဲ့အဲ့ဒီလှူရက်ထဲကိုရွှေတွေနိုင်ငံရဲ့ဗန်ဒါတွေနိုင်ငံမှာရှိနေတဲ့လူတွေရဲ့ပစ္စည်းတွေကိုဒီတိုင်းအသက်မဲ့အဆောက်အုံတစ်ခုတည်းကိုအထက်ပြီးတော့မှဒီလိုမျိုးလက်တန်းကန်ဗန်ဒါငွေလေးကိုလက်ပတ်မှုမရှိအောင်ဒီလိုမျိုးဖြုံတီးပြစ်လိုက်တဲ့ကိစ္စကိုဆိုရင်တကယ်ဆိုရင်ဒါကဗုဒ္ဓရဲ့နှစ်ပါးရနဲ့ဘာမှမဆိုင်ဘူး ခဏခဏဆက်ရတော့မင်းတုံညာတို့လည်းပြောနေပါတယ်။ဟိုဘာမှမမောမမရှိလို့ ठी နှဲတွေတောင်မှစွတ်လာခဲ့တဲ့ဗုဒ္ဓကို သူတို့ကတမင်သူတို့ရဲ့အာဏာအတွက်သူတို့ရဲ့ပါဝါအတွက်ဂုံအတွက်ဂုံပကသနာအတွက်သွားပြီးတော့မှလှူကြတာတိုင်းပြည်ဗန္ဒာငွေလက်ပတ်ရေးဒီဖက်စကယ်အဲတို့တို့ဆိုဒီလူတွေနားမလည်ဘူးဒီလူတွေနားမလည်လို့ဒီလိုမျိုးနိုင်ငံရဲ့အရင်နှစ် ပြန်လည်ပတ်လို့မရတဲ့အထဲမှာသူတို့အပီးမြုပ်တာလေဟိုရင်တို့ကျွန်မတို့ဝင်ငယ်တော့ဆိုရင်ကျွန်မတို့ physics ဆရာတယောက်သူ စာသင်ဘူးတဲ့အဲ့ခင်တော့ဆိုပညာရည်ရင့်သေးတာဟိုပညာရည်ရင့်မြင့်သေးတယ်ဆိုတော့ဟိုသူသူတို့ခင်မှာသူတို့ ပြောလို့ရတယ်သူကဘာပြောလဲဆိုတော့ဟိုတမတ်သားတစည်းပေါ့နော်ဟိုရည်တွင်းထဲကိုကြာသွားတယ်ဒါမဲ့အဲ့ဒီရည်တွင်းထဲကိုကြာသွားပြီမင်း ဟိုဆယ်ယူခါကတော့ပြန်လဲပြီးတော့မှဆယ်ယူမယ်ပြန်လဲဆယ်ယူပြီးတော့မှသုံးမယ်ပေါ့အဲ့ဒီဆယ်ယူခါကတဆယ်လောက်ကုန်ကြစီရရှိမယ်ဒါပေမဲ့အဲ့ဒါကိုတဆယ်ကုန်ကြပေမဲ့လည်းဒီတမတ်သားစိတ်ကိုပြန်ပြီးတော့ဟိုဆယ်တယ်ပေါ့ရည်တွင်တဲ့နေပြီးတော့ပြန်လဲပြီးတော့ဟိုပေါ့ပေါ်တယ်ပေါ့နော်ပြန်ယူပြီးတော့မှဒါကနိုင်ငံမှာပြန်ပြီးတော့လေပတ်ဖို့အတွက်ကိုဒီပစ္စံက ဒီတမတ်စစ်ကရေတွင်ထဲမှာဒီတိုင်းပဲကြောက်နေတယ်ဆိုတာအတိုင်းပြည်တွေလေပတ်ဖို့မရှိတော့ဘူးဒါဆုံးသွားတယ်ပေါ့နော်ဆိုတော့လေပတ်ရန်အတွက်ကိုသူ့ကိုကုန်ကြစည်းရိတ်ကအာစမတန်အာစတရာလောက်စတထောင်လောက်ကွာကွာပြီးတော့မှဇရိတ်ကိုဟိုကုန်ခံပြီးတော့မှလေပတ်ရေအတွက်လုပ်တယ်ပေါ့နော်အဲ့လိုပဲထုံနည်းနှစ်လကောင်းပဲ သူတို့ပြောနေတဲ့ဖျားတည်တဲ့ကြောင်းဆောက်တယ်ဆိုတာဒါတချို့ဟာတွေကဟိုအမှန်တကယ်မဟုတ်ဘူးအစစ်အမှန်မဟုတ်ဘူးပုံပကတနာဟိုအတွက်တကယ်ဆိုရင်အစစ်အမှန်ကဒီလိုလို့ဆရာမမဟုတ်တာဒီဒီဒီလိုမျိုးပါဇက်ကတော့ဟိုဗာလဲဒီဟိုဖျားဖျားပြောပြီးတော့မှစိတ်တက်ကညှင်းဆိုးနေတဲ့လူလူတွေပဲလေဒီလိုမျိုးမတရားလူတတ်နေတဲ့ဟာတွေကိုအားပေးနေတဲ့ ဖုန်ကြီးတွေမာလှူတော့ဘာရမှာလဲဘာမှမရအောင်โอเคเนาะအဲ့ဒါလေးပြောချင်တာပါရှင်ဒီစုတင်ပါတယ်မပြောတာကြပြီမျိုးလို့ရေမတွေ့တာကြပြီဘာသာရေးနဲ့ပတ်သက်ရင်ဘာသာရေးရဲ့အတိတ်နဲ့တို့ပြောပြရမှာအများကြီးရှိတယ်ဓမ္မထက်သီးရုပ်တွေလည်းအများကြီးရှိပါတယ်ဒါမှကျမတို့အဖိုးတွေကဂောဘကတွေလည်းလောက်ခဲ့ဘူးတယ်မျိုးမျိုးလဲသူတို့ကဟိုဖြစ်ခဲ့ဘူးတော့သူတို့ကဗုဒ္ဓတရားလဲသူတို့ကအားထုတ်ခဲ့ဘူးတော့ ဟိုဝိပဿနာအားလဲအရန်ကောင်းတယ်တမာတိအားလဲအရန်ကောင်းတဲ့ခါကျတော့တကယ်ဒီအာပါချုပ်ဆရာတော်တရားတွေလိုမျိုးသာသနာအစစ်အစစ်အမှန်တွေဘုရားဝါဘုရားဘာသာရဲ့ဝိနည်းအစစ်အမှန်တွေကိုသူတို့ကပြောပြထားခဲ့တော့လက်လှမ်းမိတဲ့လောက်သိတဲ့လောက်ပေါ့လေနော်တကယ်တော့ထက်ထဲဝင်ဝင်လေးလာလိုက်စားရင်ဒီထက်မကဒီဘုရားရဲ့နှစ်တရားတွေသိပါမယ်ဒီဘုရားရဲ့နှစ်တရားဆိုတာအဆောက်အအုံမဟုတ်ဘူးโอเคဒါပဲနော်ကျေးဇူးတင်ပါတယ်